SK Story ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ SK Story ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့နမဲကျော် James Bond 007ရုပ်ရှင်နေတဲ့က2021ခုနှစ်မှာထွက်ရှိထားပြီးတော့ No Time to Die လို့နမည်ရတဲ့ဇာတ်ကားလေးကို recap အနေနဲ့ကျွန်တော်ကတင်ဆက်ပေးဖို့ရွေးချယ်ပေးထားပါတယ်ခင်ဗျာပြီးခဲ့တဲ့ပိုင်းမှာတော့ James Bond က Frank Overhauser ကိုဖမ်းဆီးနိုင်ခဲ့ပြီးတဲ့နောက်မှာနောက်ထပ်လူတစ်ယောက်ပေါ်လာပါသေးတယ်သူရဲ့ဂျာစီတွေကဘုံတစ်ယောက်ဂျုံတွေ့ဘူးသမျှတွေမှာအနေအအများဆုံးဖြစ်နေပါတယ် အလို့အခြေအနေအကြောင်း007အဖြစ်ကနေနားယူသွားတဲ့ James Bond ကသူ့ရဲ့တာဝန်ကိုပြန်လည်ထမ်းဆောင်ဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ James Bond ကသူ့ရဲ့နောက်ဆုံး mission ကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်မှာမလားဆိုတာကိုတော့ကျွန်တော်ရဲ့အတူတူလိုက်ပါခန်းစားကြည့်ရှုလိုက်အောင်ပါ။ဟုတ်ကဲ့ပါကျွန်တော်ကတော့ SK Story ကနေတင်ဆက်ပေးနေတဲ့ရှင်းသူပဲဖြစ်ပါရခင်ဗျာ။ ဇလိုင်းအစားမှာတော့မစ္စတာဝိုက်ရဲ့မိသားစုနေထိုင်တဲ့အိမ်တိန်ကိုပြသထားပါရီမာဒါလင်ဆိုတဲ့ကလေးမလေးကမိခင်နဲ့တူနှစ်ယောက်တည်းနေထိုင်နေပါရီသူ့ရဲ့ဖခင်မစ္စတာဝိုက်ကတော့အပြင်မှာအလုသွားလုပ်နေရကြောင်းမာဒါလင်ကမိခင်နေပဲအမြင်ရလို့လို့နေထိုင်နေရပါရီဒီနေ့လေအရင်နေ့လိုပါပဲဒါမေးဒီနေ့မှာတော့အရင်နေ့နဲ့မတူတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါရီအရာကတော့လူတယောက်ကအဲ့ဒီအိမ်ထဲကိုအတင်းဝင်လာပြီးမစ္စတာဝိုက်ရဲ့ဇနီးကိုရဲဆက်ဆက်တပ်ပစ်လိုက်တာပါပဲပြီးတော့သူပြန်ထွက်သွားတော့မယ့်အချိန်အိမ်ကန်းလေးတွေကတန်းကိုသားရရတဲ့အတွက်အတန်ပိုင်ရှင်ကိုတွားရှိမှုလုပ်ပါရီ ဒါပေမဲ့သူကကလေးမလေးကိုမရှင်းနိုင်ခင်မှာမတ်တာလေးကလက်ပြကနဲ့သူ့ရှိရလူကိုပြစ်တက်လိုက်နိုင်ပါ ರೀ ။ကလေးမလေးကအဲ့လူကိုတက်ပြီးရနောက်မှာတော့ကြောက်လန့်ကြားနဲ့အဲ့လူရဲ့အလောင်းကိုအိမ်မြုံဆွဲထုတ်သွားပါ ರೀ ။ဒါပေမဲ့အဲ့အချိန်မှာရုတ်တရက်အဲ့လူဟာပြန်လဲထလာခဲ့ပါ ರೀ ။မတ်တာလေးကဘာလို့မှမသိရတဲ့အတွက်ထွက်ပြေးပါ ರೀ ။ဒါပေမဲ့အဲ့အချိန်ဟာဆောင်းရသည်ဖြစ်ပြီးတော့သူမပြေးသွားတဲ့နေရာဟာရေခဲပြင်ဖြစ်နေတဲ့ရေကန်ကြီးရဲ့အပေါ်မှာဖြစ်နေပါ ರೀ ။သူမရောက်သွားတဲ့အချိန်မှာတော့ရေခဲတွေဟာစတင်အကွဲလာပြီးနောက်ဆုံးမှာတော့မက်တာလင်ရရေခဲပြင်အောက်ကိုပြုတ်ကျသွားပါ ರೀ မရာလီယာရေထဲမှာအသက်ရှင်မှုရုန်းကန်နေရတဲ့အချိန်မှာအဲ့လူနဲ့မျက်လုံးချင်းဆုံးမိသွားပါပြီ။ပြီးတော့သူမရဲ့အသက်ရှူရက်တန်းတော့မယ့်အချိန်မှာသူမရဲ့မိသားစုကိုတတ်ဖို့ရောက်လာတဲ့လူစိမ်းဟာရုတ်တရက်စိတ်ပြောင်းသွားပြီးတနက်နေ့ရေခဲပြင်ကိုပြစ်ဖောက်လိုက်ပြီးတော့ကလေးမလေးကိုပြန်ဆွဲတင်လိုက်ပါရီ။ဒါဟာသူ့ရဲ့မူလရွေချက်နဲ့ဆန့်ညင်မဲ့ဖြစ်နေပါရီ။လက်ရှိအချိန်မှာတော့ဂျိမ်းစ်ဘွန်နဲ့မတာလီတို့ကအရင်ပိုင်းကအဖြစ်အပျက်တွေအများကြီးဖြတ်တန်းပြီးရဲ့နောက်မှာစစ်ကြေးမြစ်တာရီနဲ့နှစ်ယောက်အတူပျော်ရွှင်စွာနေထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါရီ။အစားပိုင်းမှာတော့သူတို့ရဲ့အိမ်တော်ကြီးကအစီအပြေပုံရပါရီ။ ။ဒါမဲ့မတလေးကဘုံဟာသူ့ရဲ့အရင်ချက်သူဖြစ်တဲ့လင်းအကြောင်းကိုဘရောမမမိတ်နိုင်ဘူးဆိုတာသိပါရီ။သူမဂျိမ်းစ်ဘုံနဲ့အတူတူအိမ်တော်ကြီးကိုဆက်လက်ရှောက်လန်းခြင်းနဲ့တွင်ဘုံဟာလင်းကိုတရိယာနေတဲ့စိတ်တွေကိုအရင်ရှင်းခိုင်းပါရီ။ဘုံဟာလင်းကိုစိတ်ပိုင်းဖြတ်နိုင်ပြီဆိုရင်သူမရဲ့လိုအပ်ချက်ကိုပြန်ပြောပြမယ်လို့ပြောပါရီ။မတာလင်းကအဲ့လိုပြောလိုက်တဲ့အတွက်နောက်တနေ့မှပဲဘုံဟာလင်းရဲ့အကြောင်းကိုအဆုံးသတ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရီပြီးတော့သူကလင်းရဲ့အုပ်ကိုနောက်ဆုံးအကြိမ်နဲ့တွားပြီးတော့သူမကိုလွမ်းနေလို့ပြောလိုက်ကသတိရစိတ်တွေကိုဖြတ်တောက်တဲ့အနေနဲ့စက်ကူတူရက်ကိုမီးရှို့လိုက်ပါရီ ဲ့ဒီအချိန်မှာအုတ်ဂူရှေးမှာတင်ထားတဲ့ဘန်းပေါ်မှာပြီးခဲ့တဲ့အပိုင်းကလက်စွပ်သေးကစပိုင်ဒါဖွဲ့ရဲ့ဒဇိမ့်နဲ့ဆာရွက်ကိုတွေ့လိုက်ရတဲ့အချိန်မှာပဲလင်းရဲ့အုတ်ဂူဟာပြင်းထန်စွာပေါက်ကွဲသွားပါတယ်။အဲ့ဒီပေါက်ကွဲမှုကဘုံကိုသတိလစ်သွားစေပါတယ်။ဘုံသတိပြန်ရလာတဲ့အချိန်မှာတော့လူတစုဟာသူ့ကိုတိုက်ခိုက်ဖို့လာနေပါတယ်။ဘုံမှာတော့ရွေးချယ်စရာမရှိတော့တဲ့အတွက်အဲ့လူတွေကိုအတက်နိုင်ဆုံးရှောင်ရှားဖို့အတွက်ကြိုးစားပါတယ်။ဒါမဲ့ဆိုင်ငယ်တဲ့တယောက်ကလိုက်လာနေသေးရကြောင်းဘုံကအဲ့လူကိုအရင်ရှင်းလိုက်ပြီးတော့ဆိုင်ငယ်ကိုယူလိုက်ကဟိုတယ်ကိုပြန်လာခဲ့ပါတယ်။ ဟိုတယ်ရောက်လာတဲ့အချိန်မှာတော့မက်ဒါလင်ဟာအဝတ်အစားတွေကိုထုတ်ပိုးပြီးတော့ထွက်သွားဖို့ပြင်ဆင်နေရအောင်တွေ့လိုက်ရပါတယ်။ဘုံဟာဒီဖြစ်ပျက်တွေအားလုံးကမက်ဒါလင်ရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပြီးတော့သူမကိုဘသူ့အတွက်အလုပ်လုပ်နေရလဲလို့မေးပါတယ်။ဒါပေမဲ့မက်ဒါလင်က "तू ဘာမှမသိဘူး"လို့ညင်းဆိုနေပါတယ်။ဘုံဟာသူ့ရဲ့စကားကိုသိပြီးတော့မယုံကြည်ပေမယ့်အခုချိန်မှာသူတို့မှအချိန်မရှိတော့တဲ့အတွက်ဘုံကမက်ဒါလင်ကိုကားပေါ်တင်ပြီးတော့အဲနေရာကမောင်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာကုနာဘုံတို့ကိုတိုက်ခိုက်ခဲ့တဲ့လူဆိုးတွေကသူတို့နောက်ကိုတိုက်ခိုက်ဖို့အတွက်ဆက်ပြီးတော့လိုက်လာနေပါတယ်။ ပြီးတော့သူတို့ရဲ့အရေးအတွက်ကအရန်ကိုများတဲ့အတွက်နောက်ဆုံးမှာတော့ဘုံဟာရှောင်လို့မရတော့ဘဲအဲလိုရီရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပါတယ်။အဲလိုရီကသူတို့တယောက်ကိုတတ်ပြဖို့အတွက်သူတို့ရဲ့ကားကိုအဆက်မပြတ်ပြစ်ခတ်နေပါတယ်။ဒါမဲ့ကန်ကောင်းစွာနေပဲအဲဒီကားဟာကြီးကားကားဖြစ်ပြီးစာသနာကြီးတွေကိုလည်းတက်ဆင်ထားပါတယ်။ဘုံဟာကားထဲမှာရှိတဲ့လက်နက်တွေကိုအသုံးပြုပြီးတော့အဲလိုရီကိုရှင်းလိုက်နိုင်ပါတယ်။ဘုံတို့လွတ်မြောက်လာပြီးတဲ့နောက်မှာဘုံကမဒါလင်ကိုယထာပူရာယုံကိုခေါ်သွားပြီးတော့သူမောက်ယထာပုံတင်ပေးလိုက်ပါတယ်။မဒါလင်ကအဲ့ဒီအဖြစ်ပြက်အတွက်ဘလောက်ပဲဝမ်းနေကြေကွဲနေပါစီ ဘုံဟာသူချစ်တဲ့သူရဲ့နောက်တစ်ချိန်တစ္ဆာဖောက်ချင်းကိုမခံနိုင်တော့တဲ့အတွက်သူမောက်ဆုံးလို့ဖို့ဆုံးဖြတ်လိုက်ပြီးတော့သူရဲ့ဆက်ဆံရေးကိုအဲ့ညမှာပဲအဆုံးသတ်လိုက်ပါရီနောက်တစ်ခါမှာတော့လူတစုကသူရည်သနာဌာနတစ်ခုကိုဝင်ပြီးတော့စီးနင်းနေပါရီအဲ့ဒီသူရည်သနာဌာနထဲမှာအလွန်ပြင်းထန်တဲ့ယောဂဘုံနဲ့ပတ်သက်တဲ့စမ်းသပ်မှုတွေကိုလှုပ်ဆောင်နေရပုံလို့ရပါရီပြီးတော့အဲ့ဒီမှာရှိတဲ့သိပ္ပံပညာရှင်တယောက်ကစပယ်ဒါအဖွဲ့စည်းနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့သူလည်းဖြစ်ပါရီအဲ့ဒီအတွက်သူရည်သနာဌာနကိုဝင်ရောက်စီးနင်းတဲ့လူတွေကအားလုံးကိုတပ်ပစ်လိုက်ပြီးတော့ ဘယ်လို overall chef လို့ခေါ်တဲ့သိပ္ပံပညာရှင်နဲ့သူ့ရဲ့တငယ်ချင်းတယောက်ကိုပဲခြံထားခဲ့ပါရီ။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကအန်ဒီအများဆုံး virus ဖြစ်တဲ့ heraclid virus ကိုယူဆောင်မှုတဲ့တကောက်ဖွင့်မေးဖို့လိုအပ်လို့ပါပဲ။ spider ဖွဲ့စည်းရအဲ့ဒီ virus ကိုပြန်လိုချင်နေရဖြစ်ပါရီ။နောက်ဆုံးမှာတော့သူတို့တွေ heraclid ကိုရရှိပြီးတဲ့နောက်မှာ spider ဖွဲ့စည်းကလူတွေဟာသိပ္ပံပညာရှင် vero ရဲ့တငယ်ချင်းကိုတတ်လိုက်ပြီးတော့ vero တော့သူတို့နဲ့အတူတူခေါ်သွားခဲ့ပါရီ။ if ကအဲ့ဒီအကြောင်းကို m ကိုတရင်ပို့ပါရီ။ m ကလည်းအဲ့ဒီအကြောင်းကိုတီထားပြီးသားဖြစ်ပါရီ။ ဒါမဲ့စပိုင်ဒါဖွဲ့စည်းကဝင်ရောက်စီးနင်းခဲ့တဲ့တပ်ခွဲကန်းက MIC ရဲ့လိုအပ်တပ်ခွဲကန်းဖြစ်နေတဲ့ပုံရပါတယ်။ဘာလို့ဆိုတော့ if ကအဲ့ဒီတပ်ခွဲကန်းအကြောင်းဘာမှမသိသေးလို့ပါ။ပြီးတော့ M ဟာအဲ့ဒီအကြောင်းကိုအစိုးရမသိစေဖို့အတွက်ဖုံးကွယ်ထားပါတယ်။ပြီးတော့သူက007ကိုအဲ့ဒီကိစ္စကိုရှင်းဖို့ခိုင်းပါတယ်။ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကခိုးယူခံလိုက်ရတဲ့ Harry Clip Virus ကအလိုအန္တရာယ်များတဲ့အရာတစ်ခုဖြစ်နိုင်ပါတယ်။တပတ်က James Bond ကတော့ Medallion နဲ့အဖြစ်ပျက်တွေပြီးဆုံးသွားပြီးတဲ့နောက်မှာဘုံကကျူးပါးမှာတယောက်တည်းအေးအေးဆေးဆေးနေထိုင်နေပါတယ်။ ဒါမဲ့သူငါးဖမ်းပြီးတော့ပြန်လာတဲ့အချိန်မှာဘုံကတောက်ပြီးသားဆေးဘောလေးအတူအဆောက်တွေးလိုက်တာကြောင့်မလို့သူ့ကိုတရားကိုလိုက်နေတယ်ဆိုတော့ကိုချက်စီမဲတိလိုက်ပါရီအဲဒီနောက်မှာတော့ဘုံကရေချိုးပြီးတော့ဝေစားကိုလဲကအိမ်ရနေကားမောင်းထွက်လာပြီးတော့အဲဒီလူတွေကိုထွက်လာအောင်မျှခေါ်လိုက်ပါရီအဲဒီလူတွေထွက်လာတဲ့အချိန်မှာတော့ဘုံကကားကိုပြန်လှည့်ပြီးတော့လိုက်လာတဲ့သူတွေရဲ့ကားရှိကိုပိတ်ရလိုက်ကသူ့ကိုလိုက်နေတာကဘာလို့လဲဆိုတာကြည့်လိုက်ပါရီတကယ်တော့အဲဒီလူကတခြားသူမဟုတ်ဘဲနဲ့သူ့ရဲ့ဘော်ဒါဟောင်း CIA က agent Felix ဖြစ်နေပြီးတော့ Felix နဲ့အတူတူ Logan လို့ခေါ်တဲ့လူတစ်ယောက်လည်းပါလာပါရီ ဖီလစ်ဘုံစီကိုလာတဲ့အကြောင်းရင်းကတော့သူကဘုံကိုစပယ်တာဖွဲ့စည်းကနေပြီးတော့ဖမ်းဆီးသွားတဲ့သိပ္ပံပညာရှင်ကိုပြန်လည်ရှာဖွေခြင်းလို့ဖြစ်ပါတယ်။ဖီလစ်ကနောက်ရက်နေငယ်တွင်းမှာစပယ်တာဖွဲ့စည်းရာစုဝေးကြမယ်ဆိုရဲတဲလွန်စာကိုရရှိထားပါတယ်။အဲ့ဒီအတွက်ဖီလစ်ကဂျိမ်းဘုံကိုအဲ့နေရာကိုသွားပြီးတော့သိပ္ပံပညာရှင်ကိုပြန်လည်ကယ်တင်စေခြင်းနေရာပဲဖြစ်ပါတယ်။ဒါပေမဲ့007အဖြစ်ကနေပြီးတော့အနားယူသွားတဲ့ဂျိမ်းဘုံကအဲ့ဒီလောက်ကိုလုံးဝမလုပ်ဘူးဘာမှမပြောမင်းနဲ့ထွက်လာခဲ့ပါတယ်။သူကကားပြန်မောင်းတော့မဲ့ချိန်မှာသူ့ရဲ့ကားကရုတ်တရက် ပြတ်သွားခဲ့ပါတယ်။ ကောင်းသွားလေးပဲဘုံရဲ့အိမ်နဲ့တိမ်မဝေးရဲ့နေရာမှာနေထိုင်နေတဲ့အမျိုးသမီးတူဦးကဘုံကိုအိမ်ဝင်ပြန်ဖို့ပြင်မယ်လို့ပြောလာပါတယ်။သူတို့ယောက်အိမ်ဝင်ပြန်အောင်လာပြီးတဲ့နောက်ပိုင်းမှာဘုံကစကားဆပြောလိုက်ပါတယ်။သူကနိုမီဆိုတဲ့အမျိုးသမီးဟာ MIC ရဲ့ agent ဖြစ်မယ်ဆိုတာကိုသိရလို့ပြောပါတယ်။ဘုံထင်တာရဲ့အတိုင်းပါပဲနိုမီဟာ MIC ရဲ့ agent အမှန်ပါပဲ။သူမှ James Bond နားယူသွားပြီး007ဆိုတဲ့ကုတ်နံပါတ်ကိုအသုံးပြုနေပါတယ်။နိုမီဟာဘုံကိုဘာကြောင့်လာရှာရတာလဲဆိုတဲ့အကြောင်းရင်းကတော့သူမှဘုံကိုအဲ့ဒီကိစ္စနဲ့ပတ်သက်ဖို့တတိလာပေးတာပါ။ ဘုံကဆက်ပြီးတော့ပါဝင်ပတ်သက်နေမယ်ဆိုရင်ဘုံကအရင်တုန်းက0007ဖြစ်ခဲ့ဘိုးဝင်အောင်မှသူမကသူ့ကိုမျက်နှာသာပြီးမှမဟုတ်ဘူးလို့ပြောလိုက်ပါရီဒါပေမဲ့ဘုံကအဲ့လိုတရီပေးခံရပေမယ့်အဲ့ဒါကသူ့ရဲ့ရန်သူစပက်တာအဖွဲ့စည်းနဲ့ပတ်သက်နေတဲ့ကိစ္စဖြစ်တဲ့အတွက်ဘုံက M ကိုဖုန်းခေါ်ပြီးတော့ M ဘာလုပ်နေလဲဆိုတာကိုမေးလိုက်ပါရီဒါပေမဲ့ N ဟာအဲ့ဒီအကြောင်းရင်းကိုအားလုံး C ကနေလိုအပ်ထားဖို့အတွက်ယူရထားတဲ့အတွက်ဘုံကဘာတရီချက်လက်မှမပြောပြခဲ့ပါဘူးပြီးတော့ဘုံရဲ့ဖုန်းနံပါတ်ကိုပါဖျက်ချပြလိုက်ပါရီဘုံကဒေါသထွက်ပြီးတော့ဖီလစ်ကိုဖုန်းပြန်ခေါ်ကဖီလစ်ပြောတဲ့အလုပ်ကိုလက်ခံမေးလို့ပြောလိုက်ပါရီ ။ဒါရင်တော့မှတော့ဘုံဟာဖီလစ်ရဲ့အဖွဲ့ဝင်အမျိုးသမီးအေဂျင့်ပါလိုမာကိုတွားတွေ့ပြီးတော့ဒိုးနောင်ဟာစပက်တာဖွဲ့စည်းကဖမ်းဆီးသွားတဲ့သိပ္ပံပညာရှင်ဗေဒိုကိုပြန်လည်ကေဒီမိုအတွက်ပြင်ဆင်နေကြပါရီ။ဒါမဲ့ပြင်ဆင်နေတဲ့အချိန်မှာဗေဒိုဟာလှည့်ကွက်တစ်ခုခုလုပ်နေပုံရပါရီ။စပက်တာဖွဲ့စည်းကတော့အဲ့အကြောင်းမသိပါဘူး။အိနောပါတီပွဲချင်းရောက်လာတဲ့အခါမှာစပက်တာဖွဲ့စည်းကလူတွေဟာစူဝေးလာကြပါပြီ။ပြီးတော့အဲ့အချိန်မှာအရင်ပိုင်းမှာဘုံဖန်းစည်းခဲ့တဲ့ Friend Over House ရဲ့အတန်းကိုကြားနေရပါပြီ စပါလာပွဲစည်းရာဂျိမ်းစ်ဘွန်းကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ထားပြီးတော့အချိန်ကြာတဲ့အခါမှာသူတို့က Harry Cliff Virus ကိုစတင်အသုံးပြုပြီးအဲ့ဒီနေရာကိုရောက်လာတဲ့ Bones ကိုရှင်းဖို့လုပ်ပါတယ်။ဒါပေမဲ့ Virus စတင်ပြီးတော့အလုံးလုံးတဲ့အချိန်မှာ Bones ကဘာမှမဖြစ်ပါဘူး။ Virus ကြောင့်တည်သွားတဲ့သူတွေဟာစပါလာပွဲစည်းကလူတွေပဲဖြစ်နေခဲ့ပါတယ်။ Bones ဘာမှမဖြစ်ရတဲ့အကြောင်းရင်းကတော့ Vader ရဲ့လက်ချက်ပါပဲ။သူကခုနက Virus ကိုပြောင်းလဲထားတာဖြစ်ပါတယ်။ Bones ကစပါလာပွဲစည်းကလူတွေတယောက်ပြီးတယောက်တေဆုံးနေတာကိုတွေ့လိုက်ရပြီးသူဘာမှမဖြစ်တဲ့အတွက်အဲ့ဒီခွေးကိုတုံးချပြီးတော့ Vader ကိုပြန်ခေါ်သွားဖို့အတွက်လုပ်ပါတယ်။ ါပေမဲ့အဲ့အချိန်မှာ agent 007အသစ်နိုမီရောက်လာကဗဲတို့ကြားဖြတ်လူလိုက်ပြီးတော့ခေါ်သွားခဲ့ပါရီကျန်ရှိနေတဲ့စပတ်တာဖွဲ့စည်းကလူတွေဟာဘုန်းတို့ကိုတိုက်ခိုက်ဖို့တက်ရောက်လာခဲ့ပါရီပါလုံမာဘုန်းနိုမီနောက်ကိုလိုက်လို့ရအောင်လို့စပတ်တာအဖွဲ့တွေကိုထိန်းထားပေးခဲ့ပါရီနိုမီကဗဲတို့ခေါ်သွားခဲ့ပေမဲ့လေနောက်ဆုံးမှာတော့ပါလုံမာရဲ့အကူအညီနဲ့ပဲဘုန်းတို့ကဗဲတို့ကိုပြန်ခေါ်လာနိုင်ခဲ့ပါရီ MI စစ်တပ်အလုံးလုံးနေတဲ့နိုမီကတော့သူမရဲ့မစ်ရှင်မအောင်မြင်ခဲ့တဲ့အတွက်ဒေါသထွက်နေပါရီ ဘုံဝဗေရိုရရှိပြီးတဲ့နောက်မှာတင်းမော့ပေါ်မှာစောင့်နေကြတဲ့ဖီလစ်စီကိုရဟတ်ရင်နဲ့ခေါ်သွားခဲ့ပါလေဖီလင်းနဲ့အတူတူလူငယ်လေးလူကန်လေးအတူရှိနေပါလေဘုံကခုနဖြစ်ပျက်ခဲ့တော့ကစပတာဖွဲ့စည်းကလူတွေအလုံးဒီပါတည်သွားခဲ့ရပြီးတော့သူကဘာလို့မတည်လဲဆိုတာထူးဆန်းနေခဲ့ပါလေပြီးတော့စပတာဖွဲ့ကနေပြီးတော့ဘုံအဲ့ဒီကိုရောက်လာမဲ့ကိစ္စကိုဘယ်လိုလုပ်သိနေရလဲဆိုတာကိုသိကျနေပါလေဒါမဲ့ဘုံကဗေရိုမေးမြန်းနေတော့မှပဲလူကန်ကတရှူဆိုတာအလုံးသတိထားမိသွားတဲ့အချိန်မှာလူကန်ဖီလစ်နဲ့ဘုံကိုရှင်းပြဖို့တော့လုပ်ပါလေ မတင်မထားရဲ့အခြေအနေကြောင့်ဖီလစ်လည်းလိုဂန်ရဲ့ပြစ်ခတ်ခြင်းကိုခံလိုက်ရပါတယ်။ဘုန်းနဲ့လိုဂန်လည်းတင်းမော့ပေါ်မှာသူတပြန်ကိုတပြန်အတန်ကြာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာဗေဒူရဲ့ကူညီနဲ့လိုဂန်တနက်ကိုရရှိသွားပါတယ်။ဒါကြောင့်ဘုန်းလည်းပဲအပြစ်မခံရလေအောင်တင်းမော့အောက်ပိုင်းကိုပြေးဆင်းသွားတဲ့အချိန်မှာလိုဂန်ကတကားကိုပိတ်လိုက်တာကြောင့်မလို့ဘုန်းနဲ့ဖီလစ်တို့ကတင်းမော့အောက်ပိုင်းမှာပိတ်မိသွားခဲ့ပါတယ်။လိုဂန်အတင်းမော့ဖောက်ခွဲလိုက်ပြီးတော့ဒေါက်တာဗေဒူကိုခေါ်ကာရဟိုင်နဲ့ထွက်ပြေးသွားခဲ့ပါတယ်။ပောက်ကဲမှုကြောင့်ရေတွေဝင်လာခဲ့ပြီးတော့ဒဏ်ရာပြင်းထန်နေရကြောင်းဖီလစ်ဟာထွက်ပြေးဖို့အတွက်မဖြစ်နိုင်တော့ပါဘူး ဘုံဟာဖီလစ်ကိုဘလောက်ပဲကူညီဖို့ကြိုးစားပါစေဘုံမှာအသက်မရှင်နိုင်တော့တလို့သူဆက်ပြီးတော့ကူညီနေမယ်ဆိုရင်သူပါတေဆုံးသွားနိုင်မှာ ರೀ ဖီလစ်တေသွားပြီးတဲ့အခါမှာတော့ဘုံဟာကံကောင်းစွာနေပဲထွက်ပေါက်ကိုဖွင့်နိုင်ခဲ့ပြီးတော့လွတ်မြောက်လာခဲ့ပါ ರೀ ဘုံဟာလွတ်မြောက်လာပြီးတဲ့နောက်မှာသူဟာအဲ့ဒီကိစ္စရဲ့အရင်းမြစ်ကိုသိချင်နေတဲ့အတွက်အမ်ရဲ့ရုံးခန်းကိုပြန်သွားပြီးတော့မေးမြန်းပါ ರೀ ဒါမဲ့အမ်ကဘုံကိုအဲ့ဒီကိစ္စနဲ့မပတ်သက်စေချင်တဲ့အတွက်ဘုံကိုဗာတဲ့င်းချက်လက်မှမပြောပြပါဘူးပြီးတော့သူဟာဘုံမလို့ခံစားရမလဲဆိုတာကိုဂီးမဆိုင်ပေးနေဘုံကအခန်းထဲကနေမောင်းထုတ်လိုက်ပါ ರೀ ဘုံကအရင်တုန်းကသူ့အထက်ခေါင်းဆောင်ဖြစ်ခဲ့တဲ့အမ်မြပြစ်ပယ်ခြင်းကိုခံရရတဲ့အတွက်အမ်နဲ့မတူညီတဲ့ခံစားချက်မျိုးနဲ့ဒေါသထွက်နေပါ ರಿ ။ဒါမဲ့ဘုံထွက်သွားရမယ့်ချိန်မှာအေဖာဘုံကတရင်ချက်လက်တစ်ခုခုရရှိထားမယ်ဆိုတော့သိပါ ರಿ ။အဲ့ဒီကသူမဟာဘုံကို QC ကိုခေါ်သွားပြီးတော့ဘုံရရှိထားတဲ့အချက်လက်ဟာဘာလဲဆိုတော့ကိုစစ်ဆေးကြည့်ကြပါ ರಿ ။ QR စစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့အဲ့ဒီအချက်လက်ဟာလူပေါင်းများစွာရဲ့ DNA တွေရဲ့ database ဖြစ်နေရအောင်တွေ့လိုက်ရပါ ರಿ ။ဒါမဲ့အဲ့ဒီအရာကိုတွေ့ရပြီမဲ့သူတို့ဟာ Vedo ရဲ့နောက်ွယ်မှာဘယ်သူရှိနေလဲဆိုတော့ကိုမသိရသေးပါဘူး။ နောက်ဆုံးမှာတော့သူတို့ကအဲ့ဒီချက်လက်တွေပဲရှိတဲ့အတွက်အဲ့ဒီအကြောင်းကိုအကောင်းဆုံးသိနိုင်မဲ့သူက friend တယောက်ပဲရှိပါတော့လေဘုံက friend နဲ့တွေ့လို့ရအောင်ကူညီပေးဖို့ key တောင်းဆိုလိုက်ပါရီဒါမဲ့ if က friend ကိုတွေးခွင့်ရတဲ့သူတယောက်ပဲရှိရလို့ပြောလိုက်ပါရီဘုံကအန်ပြောတော့တယောက်မှတွေးခွင့်မရှိဘူးဆိုတာကြောင့်တွေးခွင့်ရတဲ့သူကဘယ်သူလဲလို့ if တို့ကိုမေးလိုက်ပါရီတကယ်တော့အဲ့ဒီတွေးခွင့်ရတဲ့သူကတခြားသူမဟုတ်ဘဲနဲ့ဘုံရဲ့အချက်ဆုံးလေးမဒါလင်းပဲဖြစ်နေခဲ့ပါရီမဒါလင်းနဲ့ဘုံတို့လမ်းခွဲပြီးတဲ့နောက်မှာမဒါလင်းကအရင်လိုပဲစရောကအခုဆရာဝန်အဖြစ်ပြန်လဲလှုပ်လှုပ်ကြိုင်နေပါရီ ဒါပေမဲ့ဒီနေ့မှာသူမရုံကောင်ပြန်လာတဲ့အချိန်မှာလူနာအစ်တစ်ယောက်ဟာသူမကိုစောင့်နေပါတယ်။အဲဒီလူနာဟာလူစီဗာဆာဖင်းလို့ခေါ်ပါတယ်။ဆာဖင်းဆိုတာကလည်းတခြားသူမဟုတ်ဘဲနဲ့မဒါလင်းငယ်တုန်းကသူ့ရဲ့မိခင်ကိုတတ်ခဲ့တဲ့မျက်နှာဖုံးတဲ့လူပဲဖြစ်ပါတယ်။ဆာဖင်းကမဒါလင်းကိုစောင့်နေရတဲ့အကြောင်းရင်းကတော့သူမကိုအလုပ်တစ်ခုခုခိုင်းနေလို့ပဲဖြစ်ပါတယ်။မဒါလင်းကသူပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင်တော့ဆာဖင်းကသူမရဲ့အချက်ဆုံးလူကိုချက်ချင်းရှင်းပြမယ်လို့ချိန်ချောက်ပါတယ်။အစာပိုင်းမှာမဒါလင်းကဆာဖင်းခိုင်းတာကိုလုပ်ဖို့ငြင်းဆန်နေပါတယ်။ ဒါမဲ့သူမအချက်ဆုံးလူကိုစိုးရိမ်နေတဲ့အတွက်ဆာဖင်းခိုင်းတဲ့အလုပ်ကိုလုပ်ဖို့အတွက်သဘောတူလိုက်ပါရီတပတ်မှလည်းဘုန်းတို့က friend နဲ့သွားတွေ့ဖို့အချိန်ကိုစောင့်နေတဲ့အချိန်မှာ Q ရဲ့စစ်ဆေးမှုကြောင့်သူတို့ဟာ Spider အဖွဲ့ဝင်တယောက်ရဲ့အတုပအခန်းနောက်ကိုတက်ရောက်ခဲ့တဲ့သူ့ရဲ့မိသားစုတွေဟာ Harry Clay virus တွေကူးစက်ခံထားတယ်ဆိုတာသိလိုက်ရပါရီအဲ့ဒီ virus ရဲ့အလုပ်လုပ်ပုံကတော့ကူးစက်ခံရသူနဲ့ဆက်နွယ်ရသူတိုင်းကိုတပ်ပစ်မှာဖြစ်ပါရီဘာလို့မဆို Harry Clay ကကူးစက်ခံရသူနဲ့ဓာတ်ရိုက်ထိတွေ့မိရင်မကြခင်မှာအဲ့ဒီ virus ရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးတော့တေဆုံးသွားမှာဖြစ်ပါရီ ီးတော့အဲ့ဒီ virus ကမျိုးစိတ်အဆင့်အထိပြင်းထန်တဲ့အတွက် virus ကူးစက်ခံရသူများလာလေလေကမ္ဘာပေါ်လူတွေအားလုံးဟာအဲ့ဒီ virus ကြောင့်သေဆုံးသွားမှာသေကြပါ ರಿ အဲ့ဒီ virus ရဲ့အန္တရာယ်ကိုသိရှိပြီးတဲ့နောက်မှာဘုံကအဲ့ဒီကိစ္စရဲ့နောက်ကွယ်မှာဘာသူရှိနေလဲဆိုတာကိုမေးမြန်းဖို့ friend ကိုအများဆုံးသွားတွေ့ဖို့လုပ်ပါ ರಿ ဒါမဲ့ဘုံက friend ရဲ့အချုပ်ခန်းတွေကိုရောက်လာတဲ့အချိန်မှာ nomia medalin ကိုအဲ့ဒီနေရာကိုခေါ်လာတာကိုတွေ့လိုက်ရပါ ರಿ ပြီးတော့သူတို့နှစ်ယောက်ကအရင်ကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကြောင့်တယောက်နဲ့တယောက်ပြန်တွေ့တဲ့ခါမှာဆက်ဆံရေးတင်းမာနေပါ ರಿ ဘူးငွေတိုင်းကမက်ဒါလင်းနဲ့ပုံမှန်အတိုင်းပြုမှုဖို့စူးစမ်းပါရီဒါပေမဲ့မက်ဒါလင်းကဖရန့်ကိုအရန်ကြောက်လန့်နေတဲ့အတွက်အပြင်ပြန်ထွက်ဖို့အတွက်တကားကိုဖွင့်ခိုင်းလိုက်ပါရီဘုံကလည်းကြောက်လန့်နေတဲ့မက်ဒါလင်းရဲ့လက်ကိုကိုင်လိုက်မိတဲ့အချိန်မှာမက်ဒါလင်းကမကိုင်နဲ့ဒါဘာမှန်းဘုံမသိပါဘူးလို့ပြောလိုက်ပြီးတော့သူမှမလုပ်ပြရစီနေလို့ပြောကပြန်ထွက်ဖို့အတွက်ခွင်တောင်းလိုက်ပါရီဘုံကလည်းတကားကိုဖွင့်ခိုင်းလိုက်ပြီးတော့မက်ဒါလင်းကိုထွက်ခွင့်ပေးလိုက်ပါရီဘုံနဲ့ဖရန့်မျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာဘသူကအဲ့ဒီအဖြစ်အပျက်တွေအားလုံးရဲ့နောက်ကွယ်မှာရှိနေတယ်လေဆိုတာကိုချက်ချင်းမေးပါရီအဲ့ဒီအချိန်မှာပဲ လိုကန်ရဲ့ဒီမြောက်ကိုရှာတွေ့သွားတဲ့ Q ကနိုမီစီကို message တွေပို့လာအောင်လို့နိုမီယာလည်းလိုကန်အောင်ရှာဖို့အတွက်ထွက်သွားခဲ့ပါရီ Frank ကတော့ဘုံမီတော့ပြန်မဖြေဘဲနဲ့စကားနဲ့ပဲရစ်တီရစ်တီလုံနေပါရီပြီးတော့သူကဘုံနဲ့ပတ်သက်တဲ့မိန်းကလေးတွေအားလုံးတေးဆုံးရတာကသူ့ရဲ့လက်ချက်တွေပဲဖြစ်တယ်လို့ပြောလိုက်ပါရီနောက်ပြီးလင်းရဲ့ဂူသေးညိုင်းတွေကပောက်ကွဲမှုဟာလည်းသူ့ရဲ့လက်ချက်ပဲလို့ပြောပါရီဘုံကအဲ့လိုစကားတွေပြောခံရတဲ့အတွက်ဒေါသအောင်မထိနိုင်တော့ဘဲနဲ့ Frank လေဘင်းကိုကင်လိုက်မိပါရီဒါမဲ့ဘုံကဘာမှမလုပ်ရသေးခင်မှာ Frank ဟာ Harry Cliff Vine အကြောင်းတေးဆုံးသွားခဲ့ပါရီ ဖရန်စီကိုဗိုင်းရပ်စ်ကူးစက်ခံရတဲ့အကြောင်းရင်းကတော့ဘုံဟာကုနာမဒါလင်းရဲ့လက်ကိုကင်ခဲ့တဲ့အတွက်ဗိုင်းရပ်စ်ဟာသူ့ရဲ့လက်မှာကပ်နေတာဖြစ်နိုင်ပါတယ်။ပြီးတော့ဘုံဟာဖရန်နဲ့ထိတွေ့မိတဲ့အခါမှာပြင်မဲ့အဖြစ်သတ်မှတ်ထားခံရတဲ့ရာလကအဲ့လိုဖြစ်လာဖြစ်ပါတယ်။ဒါမဲ့ဘုံဟာဖရန်နဲ့သွေးသားတော်ဆက်မှုမရှိတဲ့အတွက်ကံကောင်းပါတယ်။အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဘုံလည်းပဲအခုချိန်မှာတေးဆုံးသွားတော့ပါပြီ။အဲ့နောက်မှာတော့ဘုံဟာမဒါလင်းရဲ့အိမ်ကိုသွားတွေ့ပါ ರೀ ။ဘာလို့လဲဆိုတော့သူမပြန်ထွက်မလာခင်မှာဘုံဟာသူမဘယ်သွားမလဲလို့မေးခဲ့ပါ ರೀ ။သူမကသူမအိမ်ကိုလာမယ်လို့ပြန်ဖြေခဲ့ပါ ರೀ ။ ဘဝအဲ့အတွက်ဘသူမှမပြောဘဲနဲ့အဲ့ညောင်သွားဖို့ဆုံးဖြတ်လိုက်ပြီးတော့အဲ့ညောင်ရောက်တဲ့အခါမှာတော့မဒါလင်ကိုအဲ့ညောင်မှာအမှန်တကယ်တွေ့လိုက်ရပါတယ်။သူ့ညောင်ပြန်တွေ့တဲ့အခါမှာတောင်းနေတောင်းနားလေမှုလွေးတာတွေကိုရှင်းပြလိုက်ကြပါတယ်။ပြီးတော့ဘုံကသူ့လုတ်ခဲ့တဲ့အရာတွေအားလုံးအတွက်ပြန်လဲတောင်းပန်ခဲ့ပါတယ်။နောက်ဆုံးမှာသူ့ညောင်ဟာအရင်လိုပဲပြန်လဲအဆင်ပြေသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့အလွမ်းအနေနဲ့အနမ်းတွေချွေချနေတော့မှပဲရုတ်တရက်မျိုးလုံးပြကလေးနဲ့ကလေးမလေးတယောက်ထွက်လာပါတယ်။ အဲ့ဒီကလေးမလေးကမက်ဒါလင်းရဲ့သမီးမက်သေးတဲပဲဖြစ်ပါတယ်ဘုန်းနဲ့မျက်လုံးအယောင်တူနေပေမဲ့မက်ဒါလင်းကအဲ့ဒီကလေးမဟာဘုန်းရဲ့သမီးမဟုတ်ဘူးလို့ပြောပါတယ်ဒါပေမဲ့ဘုန်းကအဲ့ဒီကလေးမလေးရဲ့မျက်လုံးအပြောင်တွေကသူနဲ့တော်တော်လေးကိုတူနေရကြောင်းမက်ဒါလင်းပြောတာကိုသိပြီးတော့ယုံကြည်ပုံမပေါ်ပါဘူးမက်ဒါလင်းကဘုန်းကိုသူ့ဘခင်ရဲ့လှုပ်ဝက်ခန်းလေးကိုခေါ်သွားပြီးတော့ဆာဖင်ရဲ့နောက်ွယ်ကအကြောင်းအရာအားလုံးကိုပြောပြပါတယ်ငယ်တုန်းကဆာဖင်ရဲ့မိသားစုကိုမစ္စတာဝိုက်ကဖရန့်ရဲ့အမိန့်နဲ့မိသားစုအားလုံးကိုတပ်ပစ်ခဲ့ပါတယ်ဒါပေမဲ့ဆာဖင်ကအသက်ရှင်ပြီးတော့ပြန်လဲလွတ်မြောက်လာပါတယ် ဖရန့်ကဘာကြောင့်အဲ့လိုလုပ်ခဲ့တာလဲဆိုတာကတော့ဖရန့်ဟာဆာဗင်းရဲ့မိသားစုပိုင်ကျုံးကိုသူ့ရဲ့ပိုင်ဆိုင်မှုဖြစ်သိမ်းပိုက်ခြင်းလို့ပါ။ဘာလို့လဲဆိုတော့အဲ့ဒီနေရာမှာအစိတ်ရှိတဲ့အပင်မျိုးစုတွေအများကြီးစိုက်ပျိုးထားပြီးတော့ဟယ်ရီကလေးရဲ့အရင်မြစ်ဖြစ်တဲ့အပင်လည်းရှိပါသေးတယ်။အခုချိန်မှာဆာဗင်းဟာခိုးယူလာတဲ့ဟယ်ရီကလေးအားလုံးကိုအဲ့ဒီကျုံးမှာတင်းစီထားပုံရပါသေးတယ်။ဘုံကအဲ့ကြောင်သိရှိပြီးတဲ့နောက်မှာတော့သူကတဲလုံစာအားလုံးကို QC ကိုပို့ပေးလိုက်ပြီးတော့အဲ့ကြောင်ကဘယ်မှလဲဆိုတာစစ်ဆေးခိုင်းပါရီပြီးတော့ဘုံက Q ကိုသူ့ကိုအဲ့ညာကိုပို့ပေးမဲ့လင်းရင်ကိုပြင်ဆင်ခိုင်းပါရီ ဒါမဲ့ကုလလောဆယ်တော့ဘုံကမဒါလီနဲ့ပြန်လဲအဆင်ပြေပြီဆိုတော့ဒီညတော့မဒါလီနဲ့နှစ်ယောက်တူတူအချင်းကုန်စင်ပါပဲဖြစ်ပါရီနောက်တနေ့မနက်မှာတော့ဘုံရဲ့ဘေးနားမှာမျက်လုံးပြလေးနဲ့မတီတဲကသူမဘိုက်စာနေပြီလို့ပြောပါရီဘုံကထားပြီးတော့ကလေးမလေးတို့အစားစာပြင်ဆင်ပေးပါရီဒါဟာဘုံတစ်ခါမှမလုပ်ဘူးခဲ့တဲ့အရာတစ်ခုလည်းဖြစ်ပါရီဒါမဲ့သူတို့သုံးယောက်အဲ့ဒီမှာပျော်ရွှင်စွာအတူတူရှိနေတဲ့ချိန် M ကပြန်လဲဆက်တွေ့လာပြီးတော့သူတို့ဟာဆာဖင်းရဲ့ကျုံးကိုတွေ့ပြီလို့ပြောပါရီဘုံကအဲ့ဒီအကြောင်းသိရှိပြီးတဲ့နောက်မှာနိုမီယောလိုကန်ကိုတွေ့ပြီလားလို့မေးပါရီ if ကအခုချိန်မှာ ။သူမလိုကန်ရဲ့နီးနားမှာရောက်နေပြီလို့ပြန်ပြောပါရီ။ပြီးတော့သူမဟာနိုမီရဲ့ဒီနီယာကိုဘုံပို့ပေးလိုက်ပါရီ။ဒါမဲ့ဘုံတွေ့လိုက်တဲ့အခါမှာနိုမီရဲ့ဒီနီယာကအခုသူရှိနေတဲ့မဒါလင်းရဲ့အိမ်နဲ့အရန်အောင်မှနီးကပ်နေပါရီ။အဲ့ဒါကလိုကန်ကလည်းအဲ့ဒီနီးနားမှာရှိနေမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါရီ။ဘုံကလည်းစစချင်းပဲမဒါလင်းနဲ့သမီးကိုခေါ်ပြီးတော့ကားနဲ့ထွက်ပြေးကြပါရီ။ဒါမဲ့လေလိုကန်ရဲ့လူတွေကကားရီဆိုင်ကင်နဲ့အပြင်ကိုမှရဟယီနေနဲ့ပါလိုက်လာကြပါရီ။ဘုံကလည်းတိုက်တဲ့နာကိုတိုက်ရှောင်းရင်းနာကိုရှောင်ပြီးတော့မြူဆိုင်နေတဲ့တောအုပ်ထဲကိုမောင်းဝင်လာခဲ့ပါရီ ကားသွားလို့အဆင်မပြေတော့တဲ့နေရာရောက်မှာတော့ဘုံလိုကကားပေါ်ဆင်းလိုက်ပြီးတော့အဝေးကတွေ့နေရတဲ့တဲရင်လေးစီကိုသွားမှာရုတ်တရက်ဘုံရှိမှာဆိုင်ကနေလူရောက်လာပြီးတော့ဘုံကိုပြစ်ဖို့အလုံးမှာပဲမက်တာလင်းကဥအောင်ပြစ်လိုက်ပါတယ်အဲဒီနောက်ဘုံကမက်တာလင်းရဲ့သမီးကိုတဲထဲမှာပဲဆောင်းခိုင်းထားပြီးတော့သူကလိုက်လာတဲ့လူကန်းရဲ့လူတွေကိုရှင်းပြဖို့တော့ထွက်သွားခဲ့ပါတယ်ဘုံရဲ့ရေချင်းနဲ့ညံရင်ထက်မြက်မှုကြောင့်မလို့လူကန်းရဲ့လူတွေကိုအလွယ်တကူရှင်းနိုင်ခဲ့တယ်လို့ဘုံကသူ့တငယ်ချင်းဖီလစ်အတွက်လူကန်းကိုဇာသိမ်းပေးလိုက်နိုင်ခဲ့ပါတယ်အဲဒီအချိန်မှာပဲမက်တာလင်းပုံနေတဲ့တဲရင်လေးတွေကနေပြီးတော့တနက်တန်ကိုကြားလိုက်ရပါတယ် အဲ့ဒီတံကိုကြားလိုက်ရတဲ့အတွက်ဘုံကအမြန်ဆုံးပြန်ပြေးသွားပါတယ်။ဒါမဲ့လေနောက်ကျသွားခဲ့ပါပြီ။ဘာလို့လဲဆိုတော့မက်ဒါလီနဲ့သမီးဟာစာဖင်ရဲ့ဖန်ဆီသွားခြင်းကိုခံလိုက်ရလို့ပါပြီ။ဘုံကလည်းသူ့ရဲ့ချက်ဆုံးလူတွေဖန်ဆီခံလိုက်ရလို့ဒေါသတွေထွက်လာခဲ့ပါတယ်။မက်ဒါလီနဲ့မက်ဒီဒဲတို့ဖန်ဆီခံလိုက်ရပြီးတဲ့နောက်မှာဘုံကအခုမှရောက်လာတဲ့နိုမီရဲ့ကားကိုစီးပြီးတော့ QC ကိုပြန်လာပါတယ်။အဲ့နောက်မှာသူတို့ကစာဖင်ရဲ့ကျုံးကိုလေးင်းနဲ့သွားကြပါတယ်။ Q ကိုယ်တိုင်ကသူ့နှစ်ယောက်အတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုပြင်ဆင်ပေးပါတယ်။ ပြီးတော့ကျွန်းရဲ့အောက်ပိုင်းကနေဝင်နိုင်မှုအတွက်ရေထဲမှာပြန်သန်းနိုင်တဲ့လေရင်ကိုလည်းပြင်ဆင်ပေးထားပါသည်။မရာလေးနဲ့မဲဒီတဲတို့ကိုဖမ်းဆီးသွားတဲ့ဆာဖင်ကကလေးမလေးရဘုံရဲ့သမီးဆိုတာကိုသိပုံရပါသည်။အဲ့ဒီအတွက်သူက007ကိုတိုက်ခိုက်ဖို့အတွက်အစီအစဉ်ကိုပြင်ဆင်ထားပါသည်။အဲ့ဒီအစီအစဉ်ကတော့ဘုံနဲ့ဆက်နွယ်တဲ့သူတွေကိုပိတ်မှတ်ထားပြီး Harry Clip Virus ဖြစ်ပါသည်။တပတ်ကဘုံနဲ့နူမီယိုနှစ်ယောက်ကကျွန်းထဲကိုဝင်ရောက်နိုင်ခဲ့ပါပြီ။သူတို့ရောက်လာတဲ့ Harry Clip Virus ကိုချက်ချင်းပဲရှာဖွေဖို့စတင်လိုက်ပါသည်။သူတို့ဒီကလောရမှာကတော့ virus ကိုဖျက်ဆီးပစ်ဖို့နဲ့ မဒါလီနဲ့သမီးကိုပြန်ကယ်တင်ဖို့ပဲဖြစ်ပါရီဒါပေမဲ့သူတို့နောက်အဲဒီကိုစစ်ဆီးကြည့်တဲ့အခါမှာအဲ့ညာဟာ Harry Click ကိုထုတ်လုပ်နေတဲ့ပင်မနေရာတစ်ခုဖြစ်တယ်လို့အဲ့ဒီမှာ virus တွေအများကြီးသိမ်းဆည်းထားပါရီနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့အဲ့ညာကအရင်တုန်းကဆိုရင်ဒုံးကြီးပြစ် စင်တစ်ခုဖြစ်ခဲ့ဖို့ရတဲ့အတွက်ကာဝေးအလွန်ကောင်းမွန်ပါရီစာဖင်းရဲ့တခွဲကန်းကိုတွေးလိုက်ရပြီးတဲ့နောက်မှာ virus အားလုံးကိုဖျက်ဆီးပစ်ဖို့အတွက်တခွဲကန်းအနက်များမှာဘုံးတွေတက်ဆင်ထားလိုက်ပါရီဒါပေမဲ့အဲ့ဒီအချိန်မှာစာဖင်းကဘုံးဝင်ရောက်လာတာကိုသိသွားပြီးတော့ ဘုံဝသူစီကိုလာကလူကြီးလူကောင်းဆက်ဆန်းစကားပြောဆက်သွယ်လာပါ रे ပြီးတော့မှစာဖင်းဟာဘုံရဲ့တမီးမာတီတဲကိုတစားကန်ဖြစ်ဖန်စီထားပါ रे ဘုံမှာရွေးချယ်စရာမရှိတော့တဲ့အတွက်သူကနိုမီကိုအဲ့ဒီနေရာမှာနေခဲ့ဖို့ပြောပြီးတော့သူပြန်မစင်းလာဘူးဆိုရင်အဲ့ဒီနေရာကိုဘုံခွဲပြစ်ဖို့အတွက်ပြောလိုက်ပါ रे ဒိုရိုင်ကတော့ကလေးမလေးကိုကယ်တင်ဖို့အတွက်စာဖင်းစီကိုသွားပါတော့ रे တပတ်မှာတော့မယ်ဒါလင်နဲ့သူ့ရဲ့တမီးကိုစာဖင်းတို့ကတနည်းအားဖြင့်ခွဲထားလိုက်ပြီးတော့စာဖင်းကသူ့တပည့်တယောက်ကိုမယ်ဒါလင်ကိုအရေးတမျိုးတိုက်ဖို့အတွက်ခိုင်းထားပါ रे ဆာဖေးတပည့်ကတော့အဲ့ဒီကအစိတ်ရမန်တိပုံမရပါဘူး။မဒါလင်းကဒီပန်းမင်းရဲ့အစိတ်ကဘလောက်ပြင်းကြောင်းပြောလိုက်ပြီးတော့ဒဇက်လောက်မျက်လုံးကိုထိရနဲ့ကန်းသွားနိုင်ကြောင်ပြောနေရကြောင်ဆာဖင်းတပည့်ကအစိတ်မရှိတော့တာမလို့သူ့ကိုလာကစားမနေနဲ့လို့ပြောလိုက်တဲ့အချိန်မှာပဲမဒါလင်းကအစိတ်ရနဲ့မျက်လုံးကိုပတ်ထည့်လိုက်ပါရီ။အဲ့နောက်မှာတော့သူမဟာတကားဖွင့်တဲ့ကန်းနဲ့တနက်ကိုလူလိုက်ကထွက်ပြေးလာနိုင်ခဲ့ပြီးအနောက်မှာတော့သမီးမတီတဲကိုဆက်လက်ရှာဖွေဖို့တက်လုလိုက်ပါရီ။တပတ်မှလည်းဘုံကဆာဖင်းရှိရာအပေါ်ရက်ကိုတက်သွားခဲ့ပါရီ။အပေါ်ရက်ကိုရောက်သွားတဲ့အခါမှာတော့မတီရဲလေးကဖန်ဆီးခံထားတာကိုတွေ့လိုက်ရပါရီ။ ဘုံကလမ်းနဲ့ချဖို့အတွက်တုံးဆုံနေသေးရကြောင်းစာဖင်းကသူတပည့်တွေရဲ့တနက်ပြစ်စွမ်းရည်ကိုဘုံကပြလိုက်ပါရီစာဖင်းကဘုံခုခံတိုက်ခိုက်မယ်ဆိုရင်သူဟာမက်ဒီလေးကိုတပ်ပစ်မယ်လို့ချင်းချောက်လိုက်ပါရီဘုံကသူသမီးလေးကိုအန်နီရဲ့ဖြစ်မှာကြောက်တဲ့အတွက်ပထမဆုံးအကြိမ်ဖြစ်ခေါင်းငုံပြီးတော့တောင်းပန်ပါရီဒါမဲ့အမန်တကယ်ကတော့ဘုံအဲ့လိုလုပ်တာဟာဖော်ထားတဲ့တနက်ကိုထုတ်ယူဖို့ပဲဖြစ်ပါရီဒါမဲ့ဘုံကစာဖင်းရဲ့တပည့်ကိုရှင်းလိုက်နိုင်ခဲ့ပေမဲ့စာဖင်းကတော့မက်ဒီလေးကိုခေါ်ပြီးတော့ထွက်ပြေးနိုင်ခဲ့ပါရီအဲ့ဒီမှာပဲမက်ဒါလင်ကလည်းဘုံရှိရာကိုရောက်လာခဲ့ပါရီ ဆာဖင်းကအဝဲတော်ဖောက်တဲ့စီကိုတွားနေတဲ့ချိန်မှာမတီတဲ့ကဆာဖင်းရဲ့လက်ကိုကိုက်လိုက်ပါရီဆာဖင်းကလည်းစိတ်ဆိုးသွားပြီးတော့သူ့ရဲ့ကာကွယ်မှုအောက်မှာမနေချင်းထွက်သွားလို့ရတယ်လို့မတီတဲ့ကိုပြောလိုက်တဲ့ခါမှာကလေးမလေးကလည်းချက်ချင်းပဲထွက်သွားခဲ့ပါရီကံကောင်းစွာနဲ့မတီတဲ့ကဘုံနဲ့မဒါလင်တို့နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါရီတပတ်မှလည်းနူမီယိုဗေဒိုကဒီနေရာကထွက်ပေါက်မရှိဘူးမျောလင်းချက်မဲတဲ့အခြေအနေဖြစ်ပြီးဘာဘာညာညာပြောပြီးတော့စကားများနေရကြောင်းနူမီယာလည်းအခုဘဲတင်ရှိပြီလေလို့မေးလိုက်တာကြောင်းဗေဒိုကလည်း ဘာလဲဆိုပြီးကြောင်းကြည့်နေရကြောင်းနိုမီကတေးရမယ့်အချိန်ပဲလို့ဆိုကဗဲတို့အစိတ်ကန်တွေကိုကန်ချလိုက်ပါလိတပတ်ကဘုံတို့ကလည်းသူတို့သမီးနဲ့တွေ့ပြီးရဲ့နောက်မှာဘုံကသူတို့ယောက်ကိုခေါ်ပြီးတော့ထွက်သွားနေစင်းမှာပဲနိုမီနဲ့ပြန်လဲတွေ့ခဲ့ကြပါလိဘုံကနိုမီကိုမဒါလင်းနဲ့သူသမီးကိုဒီရခေါ်ထုတ်သွားခိုင်းပြီးတော့ဘုံကိုယ်တိုင်ကတော့အားလုံးကိုအဆုံးသက်ပေးဖို့အတွက်နေခဲ့ရမှာဖြစ်ပါလိဘုံကမဒါလင်းကိုနှုတ်ဆက်ပြီးရဲ့နောက်မှာတော့ပြန်ပြေးဝင်လာပြီးစာဖင်းရဲ့တပည့်တွေကိုပြစ်ခတ်နေရင်အမ်ကိုဆက်သွယ်လိုက်ပါလိဘုံက M ကိုဒီနေရာကိုဒုံးကြီးပြစ်ချက ဟယ်ရီကလစ်ထုတ်လုပ်နေမှုအားလုံးကိုဖျက်ဆီးပစ်ဖို့လုပ်ပါရီဒါပေမဲ့အိညာဟာအရင်ကဒုံးကြီးပြစ်စင်တခုဖြစ်ခဲ့ပါရီဘုံဟာ TM ဒုံးကြီးပြက်ခတ်နိုင်မှုအတွက်ဒုံးကြီးပြစ်စင်ရဲ့တကားကိုဖွင့်ဖို့လိုအပ်ပါရီဘုံထိချုပ်ခံကိုပြေးတက်နေတဲ့အချိန်မှာဆာဖင်းရဲ့တပည့်တွေကသူ့ကိုရှင်းပြကြဖို့အတွက်လှုပ်ကြပါရီဘုံကလည်းသူတို့တက်ဆင်ထားတဲ့ဘုံတွေကိုဖောက်ခွဲပြစ်လိုက်တယ်လို့ထိချုပ်ခံကိုတက်နေတုံးပါပဲပြက်ခတ်တားဆီးနေတဲ့ဆာဖင်းရဲ့တပည့်တွေအားလုံးကိုမယုံနိုင်စရာကောင်းလောက်အောင်ဘုံကအကုန်လုံးကိုရှင်းပြနိုင်ခဲ့ပါရီဘုံထိချုပ်ခံကိုတက်ဖို့အတွက်အချိန်တော်ကြာအောင်ကြိုးစားခဲ့ရပါရီ နောက်ဆုံးမှာတော့ဘုံကဒုံကြီးပြည့်စင်ရဲ့တကားကိုဖွင့်နိုင်ခဲ့ပါပြီ။အဲဒီနောက်ဘုံက M ကိုပြန်လဲဆက်သွယ်ပြီးတော့ဒုံကြီးကိုပြစ်ဖို့အတွက်ပြောလိုက်ပါပြီ။ဒုံကြီးပြစ်တဲ့ကိစ္စကအရန်ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ပေမဲ့ M က Annie အများဆုံးပြစ်တဲ့ Harry Clip ပြန်နှံ့သွားတာကိုမလို့ခြင်းတဲ့အတွက်ဒုံကြီးကိုပြစ်လွတ်ဖို့အတွက်အတီးပြူလိုက်ပါပြီ။ဒုံကြီးပြစ်လိုက်ပြီးတဲ့နောက်မှာဒုံကြီးရောက်လာဖို့ဆိုရင်အချိန်၉မိနစ်ပဲကြာမှာတော့ဒီ။ဒါကြောင့်ဘုံကအသက်ပေးရလွန်းအောင်အတက်နိုင်ဆုံးပြေးထွက်လာခဲ့ပါပြီ။ဒါမဲ့အဲဒီအချိန်မှာရုတ်တရက်ဒုံကြီးပြစ်စင်ရဲ့တကားဟာအရင်လိုပဲပြန်ပိတ်သွားပါပြီ။ ။အဲလိုဆိုရင် ပြစ်လို့လိုက်တဲ့ဒုံကြီးဟာဒုံကြီးပြစ်စင်ရဲ့တကားကိုဖောက်နိုင်မှာမဟုတ်ပါဘူး။ဘုံကဓာရီအားလုံးကိုအဆုံးသက်ခြင်းနဲ့တွတ်သူဟာထိန်းချုပ်ခန်းကိုနောက်တစ်ကြိမ်ပြန်ပြေးတက်သွားပါရီ။ဒါမဲ့ဘုံမပြေးတက်နိုင်ခင်မှာရုတ်တရက်ဆာဖင်းကပေါ်လာပြီးတော့သူ့ကိုပြစ်ခတ်တားဆီးကဘုံကိုရှင်းဖို့တက်လောက်ပါရီ။ဒါမဲ့ဆာဖင်းအနောက်ကိုရောက်လာတဲ့အချိန်မှာတော့ဘုံကအကွင်းရနဲ့ဆာဖင်းကိုပြန်တိုက်ခိုက်ခဲ့ပါရီ။ဒုံးယောက်ခဏတာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ဆာဖင်းကသူမနိုင်တော့ဘူးဆိုတာသိလိုက်တာကြောင့်သူဂျိုရင်းစီစဉ်ထားတဲ့သူ့ရဲ့အစီအစဉ်ကိုအသုံးပြုလိုက်ပါရီ အဲ့ဒါကဘုံနဲ့ဆက်နွယ်နေတဲ့မိသားစုဝင်အားလုံးကဘုံကိုထိလိုက်တာနဲ့ကူးစက်သွားနိုင်တဲ့ Harry Clay virus ဖြစ်ပါ ರಿ အခုချိန်မှာတော့ Safe နဲ့ဘုံတို့နှစ်ယောက်က virus ကူးစက်ခံရသူတွေဖြစ်သွားခဲ့ပါပြီမဒါလေးပဲဖြစ်ဖြစ်မယ်ဒီလေးပဲဖြစ်ဖြစ်ဘုံကိုကင်တွေမိလိုက်တာနဲ့ Harry Clay virus ကူးစက်ခံရပြီးသေဆုံးသွားမှာဖြစ်ပါ ರಿ အဲ့ဒါကြောင့်ဘုံကသူတို့နှစ်ယောက်ကိုဘလောက်ပဲချစ်ပေမဲ့လည်းတသက်လုံးသူတို့နှစ်ယောက်နဲ့ထိတွေ့လို့မရနိုင်တော့ပါဘူးဘုံက virus ကူးစက်ခံရသူဖြစ်သွားပြီမေသူဟာကြံရှိနေသေးတဲ့အားတွေကိုစူးစီးပြီးစာဖင်းကိုတက်ပစ်လိုက်ပြီးတော့ဒုံးကြီးပြည့်စင်ရဲ့တကားကိုဖွင့်ဖို့အတွက် ထိန်းချုပ်ခန်းကိုတက်သွားခဲ့ပါရီနောက်ဆုံးမှာတော့ဘုံကမေရှင်ကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပေမဲ့သူထွက်ပြေးဖို့အတွက်အချိန်မရှိတော့သလိုဟယ်ရီကလစ်ဗိုင်းရပ်ကလည်းကူးစားလို့မရနိုင်မင်းနဲ့တတလုံးဘုံရဲ့ကိုမကတ်တွယ်နေတော့မှမလို့ဘုံကလည်းထွက်ပြေးခြင်းစိတ်မရှိတော့တဲ့ပုံမှာပဲဘုံကကြမ်းရှိနေတဲ့အချိန်တွေကိုအသုံးပြုပြီးတော့မတာလင်းကိုပြန်လဲဆက်သွယ်လိုက်ပြီးတော့သူကမတီတဲကိုအယမ်းချစ်တယ်လို့ပြောလိုက်ပါရီဘုံကမတီတဲကသူ့ရဲ့သမီးဖြစ်တယ်ဆိုတာသူဒီကြောင်းနေအဲ့ဒီမျိုးလုံးပြပြလေးတွေကသူစီကနေပိုင်ဆိုင်ထားတာလို့ပြောလိုက်ပါရီ ဘုံဟာသူ့ချစ်ဆုံးလူကိုနောက်ဆုံးစိတ်နှုတ်ဆက်လိုက်ပြီးတဲ့နောက်မှာတော့သူဟာရောက်လာတော့မဲ့သေမင်းကိုစောင့်နေခဲ့ပါရီအဲ့နောက်ဒုံကြီးကလည်းအဲ့ညောင်ရောက်လာခဲ့ပြီး007ဟာသူ့ရဲ့နောက်ဆုံး mission ကိုအတက်နဲ့လဲပြီးတော့အောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါရီ။အဲ့ဒီအဖြစ်အပျက်တွေပြီးသွားပြီးတဲ့နောက်မှာ MNO ဖွဲ့ကအရန်ကိုဝန်းနေနေရပါရီ။သူတို့ဟာ MI6 ရဲ့အတော်ဆုံး agent James Bond အတွက်နောက်ဆုံးအကြိမ်ဂုံပြူနှုတ်ဆက်ပွဲကိုလုပ်နေပါရီ။မာဒါလီနဲ့သူ့ရဲ့သမီး Maddie တို့ကတော့ပုံမှန်အတိုင်းပြန်လည်နေထိုင်ကြပြီးတော့ ဒါလင်းကားမောင်းနေတဲ့အချိန်မှာအပြင်ကိုငေးကြည့်နေတဲ့သူသမီးကိုခေါ်လိုက်ပြီးအမေရသမီးကိုလူတယောက်အကြောင်းကိုပြောပြမယ်လို့ပြောပါရီအဲ့လိုနဲ့နမေကတော့ဂျိမ်းစ်ဘုံဖြစ်ပြီးတော့ဒီသမီးလေးရဲ့အဖေလို့ပြောလိုက်တဲ့အချိန်မှာပဲဇကားလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့ပါနောက်ရက်ဒီများမှလေးပဲရုပ်ရှင်ဇကားကောင်းများစွာကိုကျွန်တော် SK Story ကနေပြီးတော့တင်ဆက်ပေးဦးမှာမလို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြီးလှူထားဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျအချိန်ပေးပြီးတော့အဆုံးထိကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါကြောင်းနဲ့ ပရိသတ်များနဲ့တကွရွှေမြမာပြည်သားအားလုံးပဲကျန်းမာပေးခင်ကြပါစီခင်ဗျာ။